ားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့မှာဗာကျွန်တော်ဗာဗီယိုတင်ပေးမှာလဲဆိုလို့ရှိရင်တော့မနေ့ညကကန်သွားတဲ့ England Premier League ပွဲစဉ်တွေမှာ Arsenal အသင်းရဲ့ပွဲစဉ်လေးကိုကျွန်တော်ကြည့်ပြီးသွားတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့တချို့ချို့သောခံစားချက်လေးနဲ့ Arsenal အသင်းဒီယာဒီမှာတကယ်ချန်ပီယံဖြစ်လာတော့မှလားဆိုတဲ့အဥစ္စာလေးကိုဥတီပြီးတော့ဆွေးနွေးသွားကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒီလိုဗီဒီယိုစုံနဲ့ထိလိုက်ကြည့်လိုက်အောင် ကျွန်တော်တို့မင်းညာတော့ဆိုလို့ရှိရင်တော့ဒါညမင်းညာ၈နာရီခွဲရပါတော့ကျွန်တော်အာဆင်နယ်အသင်းနဲ့တစ်ဖက်က Crystal Palace အသင်းတို့ကအင်္ဂလန်ပရီးမီးယားလိပွဲစဉ်ကိုးဖြစ်ချိန်မှန်ကစားခဲ့ကြရတယ်ဒါအာဆင်နယ်အသင်းရဲ့အိမ်ကွင် Emirates Stadium မှာကစားခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်အဲ့ဒီပွဲကြိုသုံးသက်ချက်လေးကျွန်တော်တင်ပြထားတာရှိတယ်အဲ့အဲ့ဒီထဲမှာကျွန်တော်ခံမှန်းပေးတာလေးကအဲတော်တော်လေးမှန်သွားတယ်လို့ပဲပြောရမှာပေါ့နော်မှန်လို့ကုန်ယူရလဲမဟုတ်ဘူးမားတာကြီးလည်းအများကြီးရှိရပေါ့နော်ဆိုတော့ဒါကိုပြောရင်လည်းဆက်ဆက်ပြီးတော့ကျွန်တော်ဗာပြောချင်တာလဲဆိုတော့ Arsenal အသင်းကလက်ရှိမှာလုံးဝ clearly ဖေဗရစ်ဖြစ်လာတယ်ဆိုတော့ပုံစံမျိုးတီကိုရောက်လာတယ်ဆိုတာကတော့တကယ်ကိုအာဆင်နယ်အသင်းကိုချီးကျူးရမယ့်အနေအထားတစ်ခုကိုရောက်လာပြီလို့ပြောလို့ရတယ်ဗျာဥပမာကျွန်တော်တို့ဒီနောက်ဆုံး၄ပွဲကိုပဲကြည့်လိုက်အောင်နောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်ပေးဖို့တကူတော်လုံးဝမရှိဘူးပေါ့နော်ဆိုတော့အဲ့ဒါကြီးကတော်တော်ကြီးခံစစ်ကတော်တော်ကြီးကျန်းတယ်လို့ပြောလို့ရတယ်အခုလက်ရှိပြာဥရောပမှာခံစစ်ကောင်းပါတယ်ဆိုတော့အသင်းတွေနဲ့ရှင်းမယ်ဆိုတော့မှအာဆင်နယ်ကအဲ့ထက်ကိုပိုပြီးတော့ကောင်းတယ်ပေါ့နော်တကူရဖို့တော့မှတော်တော်ကြီးစူးစမ်းပန်းစားနေအသေးကံရတဲ့ပုံစံမျိုးဖြစ်နေတာဆိုတော့အာဆင်နယ်အသင်းရဲ့ ဒီနှစ်သွားနေတဲ့ technique ပုံစံကြတော့သူကခန်းစစ်ကိုလုံးဝခန်းစစ်တန်းပါဆိုလို့ရှင်လည်းဗျာဒီ CB နေရာမှာဆိုလည်းအတောင်တင်းကြီးပဲပေါ့နော်၄ယောက်စလုံးက Gabriel Magahe ရှိရယ်ပြီးလို့ရှင် William Saliba ရယ် Hingabi ရယ် Mosquera ရယ်သူတို့၄ယောက်ရှိရယ်ဗျာအဲ၄ယောက်ကိုမှမလုံလောက်သေးဘူးဆိုလို့ရှင် CB တွေကိုဝင်ဆော့နိုင်တာ Clavio တွေလည်းဝင်ဆော့နိုင်တယ်လို့ Van White ကလည်းဝင်ပြီးတော့ဆော့နိုင်တယ် Julian Timber လည်းလူဝင်လူလိုဝင်ဆော့နိုင်တယ်ပေါ့နော်အဲကြောင့်မို့ CB ကစားသမားတွေကဗျာပြန်ခြုံပြီးကြည့်လိုက်မယ်ဆို6ယောက်လောက်ရှိတယ်အဲ့ဒီခန်းစစ်တန်းကြီးကိုဘလို့မအောင်ဖောက်ဖို့ဆိုတာ တုံတုံမလွယ်တဲ့အနေအထားတစ်ခုမှရှိရပါတော့။အဲကြောင့်မလို့ကျွန်တော်ခံမမိတာကတော့ဒီယာဒီအာဆင်နယ်ကသူ့ရဲ့နှစ် ဖြစ်လာနိုင်ခြေရှိရလို့တော့လေးခံစားမိတယ်။ခံစစ်ကလုံးဝလောအောင်ပိတ်ထားပြီးတော့ကွင်းလယ်တိုက်စစ်ကကြတော့ရားတလောက်ပိတ်မယ်။ပြီးဆိုရင်တကူရရင်ရားတလောက်တွန်းလိုက်မယ်။ပြီးရင်ပြန်ပိတ်ဆော့မယ်ပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့ပဲတက်ကနစ်နဲ့အာဆင်နယ်တင်းကသွားနေတဲ့ပုံစံမျိုးပေါ့နော်။မင်းညအပွဲမှာဆိုရပြခရစ်စတယ်ပဲလစ်အတင်းနဲ့ပွဲစမှာပထမပိုင်းတစ်ပိုင်းလုံးလဲကျွန်တော်ကြည့်ရဒုတိယပိုင်းတစ်ပိုင်းလုံးလဲအပြည့်မဟုတ်တော့မှတော်တော်များကြီးပြစ်တယ်ပေါ့နော်။အဲ့လိုကြီးတဲ့အနေထားမှာတော့မှအာဆင်နယ်တင်းရဲ့ ဟိုကစားနေတဲ့ကစားဘောက်ကဟိုအရန်လှစရာလည်းမလိုဘူးစိုးမိုးပြီးကစားစရာလည်းမလိုဘူးသူများရဲ့လိုမျိုးခေါင်းထဲအတက်ကြီးပဲစော့နေရလည်းမဟုတ်ဘူးလိုအပ်ရင်လိုသလိုဂိုးသွင်းမယ်ဆိုတဲ့ပုံစံမျိုးတွေကိုမြင်ရတာပေါ့နော်ဥပမာ set piece ကနေပဲသွင်းပါလားလက်ပစ်ဘောကနေပဲသွင်းပါလားအဆင်ပြေလို့သွင်းမယ်ပြီးပြီဆိုလို့ရှိရင်ရလာတဲ့ ဂိုးတကူကိုအသေးအတာနောက်တန်းကနေပိတ်ဆို့ပြီးွားလို့ရှင်အပွဲမှာသုံးမှတ်အပြည့်ရအောင်ယူမယ်ဆိုတော့ပုံစံမျိုးပဲဥတီပြီးတော့ဆော့လာတာကတော့တကယ်ကိုအာတေတာရဲ့ပြောင်းလဲသွားတဲ့နီးစနစ်တခုလိုပဲပြောရမှာပေါ့နော်မင်းညအပွဲဆိုလဲဗျာခရစ်စတယ်ဘဲလေးဆိုတာကပြောပြောဆိုနေနောက်ပိုင်းပွဲစဉ်တွေမှာရက်ဆက်တီစိုးနေရတော့မှန်တယ်ဆိုပေမဲ့အလောက်ထိစုပ်ပြက်ပြီးတော့ညံ့နေအတင်လည်းမဟုတ်ဘူးသူတို့နီးပြဆိုလို့ရှင်တော့မှာအခုလက်ရှိအချိန်မှာဥရောပမှာတော်လေး hot ဖြစ်နေတဲ့နီးပြပေါ့နော်အဲ့လိုကစားသမားမျိုးတွေအဲ့လိုနီးပြမျိုးတွေစိတ်တက်တွေရှိတဲ့အတင်းတော်မှာဒီ Emirates မှာ1-0 result နဲ့မရရောက်အနိုင်ယူရဲဆိုတော့အာဆင်နယ်အသင်းကတော်တော်လေးကျန်းတယ်လို့ပြောလို့ရတယ်ပြီးတော့ square in ကအရန်တောင်းတယ်ဗျာ ဘဲလူကလဲလိုက်လဲလိုက်တနည်းအားမအတင်း2ယောက်3ယောက်လောက်ရှိတယ်အတော့မလို့ပြိုင်ပွဲစုံမှာအတကုံဖြုတ်နိုင်မှုအတွက်လူစင်းရလည်းအတောင်အတင်းဆုံးရှိရတော့ကြောင်းဒီနှစ်ရဲ့ clearly favorite ကကျွန်တော်အထင်တော့ Arsenal အသင်းပဲ champion ဖြစ်လာမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဘာလို့လဲဆိုတော့တစ်ဖက်မှာ तू ကအမှတ်ရော့အမှတ်ဒီတောက်လျှောက်ရနေပါတယ်ဆိုမှဂျန်တဲ့အသင်းကြီးတွေကတောက်လျှောက်အမှတ်ရော့တယ်ပေါ့နော် तू လည်းမတိမ်မြင်းဖြစ်နေတဲ့ Liverpool တင်းကလည်းတောက်လျှောက်အမှတ်ရော့သွားပြီးတော့အခုချိန်မှာဆိုရင်အမှတ်ပေးစရာရဲ့ဒါ Manchester United တို့ Man City တို့အောက်ကူတော်ရောက်သွားပြီတစ်ဖက်က Man City ဆိုလို့ရှင်လည်းမင်းညာ Arsenal ီလာအသင်းကိုတကောကိုမရှိနဲ့သွားပြီးတော့အဝေးကွင်းမှာရှုံးခဲ့တာဆိုတော့အာဆင်နယ်အသင်းကလုံးဝ clearly favorite ဖြစ်လာရလို့ပြောလို့ရတယ်ပေါ့။နောက်ကြောင့်ကျွန်တော်အမြင်ရဆိုရင်တော့မနေ့ညကဒီ Crystal Palace နဲ့ပွဲစဉ်ကိုကြည့်ပြီးတဲ့အချိန်မှာကျွန်တော်အထင်ရဆိုလို့ရှင်တော့အာဆင်နယ်အသင်းကဒီဟာဒီမှာဟို ပြောဖို့တော့စောသေးတယ်ဗျအခုမှပွဲစဉ်၉ပဲရှိသေးတယ်နောက်ထပ်ကံရမဲ့ပွဲစဉ်ကပွဲစဉ်30 29 30လောက်ကျန်သေးတယ်ဘယ်လိုအခြေအနေဖြစ်မလဲမသိသေးပါမယ့်အခုလက်ရှိကြည့်ရတဲ့အနေအထားအရဆိုလို့ရှင်တော့အာဆင်နယ်ကတော့လေအားရကျင်တော့ကောင်းတဲ့နေရာနေထားတစ်ခုမှရှိရလို့ကျွန်တော်ကမြင်တယ်ဆိုတော့ပြည်သက်ကြီးရောအာဆင်နယ်ဖန်ရောဘာပြောကြင်လဲလက်ရှိဒီနှစ်မှာအာဆင်နယ်နှစ်ဖြစ်လာပြီလို့ထင်လားဘယ်လိုမျိုးထင်မြင်စမ်းမိတာလေးရှိလဲ comment ထဲမှာမန့်ရပြလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးဗီဒီယိုလေးကိုကြည့်နေတဲ့လေဆိုလို့ရှင် like and subscribe like and follow နေပြီးကိုင်ရလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုကိုကြာမှာ en un Instagram.